အားလုံးပဲမင်္ဂလာပါရှင်။ Read with me channel လေးမှကြိုဆိုပါရစေ။ဒီ channel လေးကနေလူကြီးမိဘတို့အပန်းဖြေအနားယူရင်းနားတော်တာဆင်နိုင်ရန်အတွက်စိတ်ဝင်စားဖွယ်ကောင်းသောဝတ္ထုတိုကလေးများဝတ္ထုရှိကလေးများနဲ့ကလေးဝတ္ထုများအားဖတ်ပြတင်ဆက်ပြီးတော့မှာဖြစ်ပါရဲ့ရှင်။အခုဖပြတင်ဆက်ပေးမယ့်ဝတ္ထုတိုကလေးကတော့ဆရာတစ္ဆာနီရေးသားထားသော ကုန်းတိုင်ကြီးမှာလူပြောက်ချင်းဆိုသောကလေးဝိတ္ထုများထဲမှပျော်ပျော်ရွှင်ရွှင်ကလပ်ဆိုသောဝိတ္ထုတို့ကလေးအားဖပြပေးသွားမှာဖြစ်ပါရဲ့ရှင်။နားတော်သားစင်ပေးကြပါဦးရှင်။ပျော်ပျော်ရွှင်ရွှင်ကလပ်တို့ကလပ်ထောင်ကြရအောင်။ညီညီကရဲထုတ်ကိုပြောလိုက်သည်။လူကြီးတွေကလပ်ထောင်ကြတာကိုသူတို့အကြနေကြသည်။ရဲထုတ်ကတို့နှစ်ယောက်တည်းလား။ နှစ်ယောက်ထဲတော့မဖြစ်ဘူးကွာငါးယောက်၆ယောက်လောက်မှဖြစ်မယ်ဒီတော့တို့လူရွေးကြရအောင်ကွာငါတငယ်ချင်းကြည်ဟန်မြင့်ကိုထဲ့မယ်ဒီကောင်ကတိတ်သဘောကောင်းတာသူမုံစားလို့ရှင်ငါ့ကိုအမြဲခွဲပေးတယ်อืมတို့အတန်းနဲ့ကဇော်မင်းရောဒီကောင်ကဒေါသကြီးတယ်အချင်းချင်းလည်းအနိုင်ကျင့်တတ်တယ်ဝင်းပပလည်းမဖြစ်ဘူးဒီကောင်မလေးရစွာတာတာနဲ့ဟာอืมတို့ကလတ်ထဲမှာမင်းကလေးလက်ပေါင်းမှကောင်းမှာပေါ့ မိညီမကီတီကိုမေးကြည့်ပါလား။အင်းကောင်းတယ်။ငါပါတယ်ဆိုသူလည်းပါမှာပဲ။ဒါဆိုသူ့တငယ်ချင်းတီတီဝေကိုလည်းထက်လိုက်လိ။သူ့စီမှာရုပ်ပြစာအုပ်တွေလည်းအများကြီးရှိတယ်။ဒုက္ကလတ်ထဲကိုသူပါလို့ရှိရင်ဒုဖတ်ဖို့စာအုပ်တွေငှားလိုက်မယ်ကွ။အင်းဒါဆို၅ယောက်ရှိပြီ။နောက်တစ်ယောက်ဆိုရင်တော့တော်ပြီကွ။ငါတော့ထွန်းထွန်းကိုထည့်ကျင်တယ်။ဟာထွန်းထွန်းက6ယောက်တစ်ဖက်မှမတန်ပဲ။ထွန်းထွန်းတီ သူတို့အတန်းတန်းမှပင်ဖြစ်ကပိုလီယိုအကြောရောဂါကြောင့်ခြေထောက်တစ်ဖက်မတန်သူကလေးဖြစ်၏။သူကသဘောကောင်းနေ။သူ့ကိုတခြားသူတွေကဝိုင်းပယ်ထားတော့သူ့ခင်ဗျာစိတ်အားငြိမ်နေရှာတယ်ကွ။ဒုက္ကလတဲ့ပါရရင်သူပြော့သွားမှာပဲ။ "तू ကအုံနောက်လဲကောင်းနေ။ပကြီးဆွဲလဲတော်တယ်လေ။ဒီလိုလူမျိုးလဲသူတို့ကလတ်ထဲမှာလူတာအမှန်ပင်။ထွန်းထွန်းကိုသွားတွေ့ကပြောတော့အံ့အားသင့်က အာငါကမင်းတို့ကလက်ထဲမှာပါရမယ်ဟုတ်လားငါကမင်းတို့လိုတစ်ပင်လည်းမတက်နိုင်ဘူးဘောလုံးလည်းမကန်နိုင်ဘူးလေ哦ဒါပေမဲ့မင်းကညံကောင်းတယ်လေပြီးတော့ပကြီးဆွဲတဲ့တော်တယ်မဟုတ်လားမင်းတို့ငါ့ကိုလက်ခံတယ်ဆိုရင်ငါပါမှာပေါ့ငါအမေကလည်းတော်တော်ကိုဝမ်းသာတော်ရှာလိမ့်မယ်သူတို့ကကေတီနှင့်တီတီဝီကိုတွားပြောရာသူတို့ကလည်းဝမ်းသာအားရသဘောတူလိုက်သည်ညီညီကကဲမုံစားကြောင်ပြန်တက်တော်မယ် ကျောင်းနုနုအိမ်ပြန်ထမင်းစားပြီးငါအိမ်ကိုလိုက်ခဲ့ကြဒုကလက်အတွက်ဆွေးနွေးကြရအောင်အစီဝေးလေးပေါ့ကွာနှစ်နာရီစမယ်နောက်မကြစေနဲ့ဟိထိုနေ့နေ့လယ်နှစ်နာရီထိုးတော့အခါသူတို့၆ယောက်ရဲထုညီညီကြည်ဟန်မြင့်ထွန်းထွန်းကီတီနဲ့တီတီဝေတို့သည်ညီညီဤစာကြည့်ကန်နဲ့တွင် တွေ့ဆုံကြသည်ညီညီအမေကအိုဘာတင်တယောက်တစ်ခွက်စီဖြော့တိုက်၏တီတီဝေက ကလပ်လုံရင်နာမည်ပေးရတယ်လीငါတို့ကလပ်ကိုဘလို့နာမည်ပေးကြမလဲဘာဘီဘာဘီဆိုရင်မကောင်းဘူးလားဩဘာဘီဆိုတာသူနှစ်တက်တဲ့မိမလာအယုတ်ကလေးနာမည်ဖြစ်သည်ကြည်ဟန်မြင့်ကကန့်ကွက်သည်မကောင်းပါဘူးဟာတို့ကလပ်ကမိန်ကလေးတွေကြီးရှိတဲ့ကလပ်မှမဟုတ်ဖဲဒီတော့ပါဝါရင်းဂျာဆိုကောင်းမယ်ကွာသို့တော့ကေတီရတဘောမတူနာမည်ဆိုတာလှမရမယ်လीတက်တန်းတို့ဘာလို့ဆိုမကောင်းဘူးလားထွန်းထွန်းက တဖို့တဲ့အတိတ်ပဲရှိဖို့ကပိုအရေးကြီးတယ်။နင်းတို့ကငါမင်းပဲကွာ။လောကမှာဘာအရေးကြီးဆုံးလဲ။ထို့အခါတယောက်တခွန်းပြောကြသည်။မုံကောင်းကောင်းဆရာဖို့ဟေး။ခေါင်းဝန်လှလှလေးဝတ်ဖို့။ဗီဒီယိုဂိမ်းဆော့ဖို့ဟေး။ထွန်းထွန်းကအင်းခြုံငုံပြောရရင်ပျော်ရွှင်ဖို့ပါပဲကွာ။ဒီတော့ဒုကလက်ကိုပျော်ပျော်ရွှင်ရွှင်ကလက်လိုမှဲ့ကြမယ်။ဟာကောင်းနေဟေးကောင်းနေဟေး။ဒီနာမည်နဲ့ဒုကလက်ကဘာတွေလုပ်မှာလဲ။ ရဲထုတ်ကမေးလိုက်သည်ထွန်းထွန်းကနာမည်နဲ့လိုက်အောင်ပျော်ရွှင်စရာကိစ္စတွေလုပ်ကြမယ်ကွာတို့လည်းပျော်ရွှင်အောင်တခြားသူတွေလည်းပျော်ရွှင်အောင်ပေါ့ကောင်းတယ်ကောင်းတယ်ဒုက္ကလက်အတွက်နေရာတနေရာတော့လိုတယ်တို့တို့တွေတီးတီးတန့်တန့်နဲ့အနောက်ဖက်ကင်ကင်နေနိုင်မဲ့နေရာပေါ့ကွာငါစာကြီးကန်ကအမြဲတုံးမှုမကောင်းဘူးလေဒါဆိုတို့အဖေရဲ့ကားကိုယ်တော်ကိုတုံးမလားရဲထုတ်ကပြောသည်ညီညီက ီမှာမင်းတို့ကအမဲရှိနေတာပဲမဖြစ်ပါဘူးကွာငါတို့စတူကန်းရောပစ္စည်းဟောင်းတွေတင်ထားတဲ့နေရာလीမဖြစ်ဘူးကြည်ရန်မြင့်ပစ္စည်းတွေဟာရှုပ်ပွားနေရကျင်းလဲကျင်းနေထွန်းထွန်းကဒါဆိုငါတို့အိမ်ကကြက်ချံကိုသုံးမလားကြက်ဝက်တကူကြောက်တယ်ဟာတီတီဝေကပြောသည် အာချံဟောင်းမှာကြက်မမွေးတာကြာပြီအဲ့ဒါကိုငါတို့နည်းနည်းလေးရှင်းလိုက်ရင်ရပြီလीဟာကောင်းနေဟိအဲ့ဒါဆိုတို့အခုပဲသွားရှင်းကြရအောင် ညီညီကစော်ဩလိုက်သည်ကြံလူတွေကကြက်ချံကိုရှင်းလင်းနေစဉ်ထွန်းထွန်းကသုံးသက်သားအလုတ်ကိုဆေးယူတော့ကပျော့ပျော့ရှင်းရှင်းကလက်ဆိုသောနမ်းမီလေးကိုဆေးရောင်စုံများနှင့်ရေးလိုက်သည်ထိုဆိုင်ပုတ်ကလေးချိတ်လိုက်တော့အခါတူတူဤကလက်ကလေးမှာအတော်ပင် ပြည့်စုံသွားသည်ညီညီကဒါကြောင့်ငါပြောတာပေါ့ထွန်းထွန်းပါတဲ့နယ်ဆိုတာလေကဲအခုတို့တွေကလက်ကောင်းဆောင်ရွေးကြရအောင်ရဲထုတ်က ဒီကလပ်စထောင်မှုမင်းမဲပြောခဲ့တာပဲဒီတော့မင်းမဲခေါင်းဆောင်လို့ပေါ့ကွာအားလုံးကသဘောတူလိုက်ပြီထွန်းထွန်းကကလပ်ဆိုရင်ကလပ်အဖွဲ့ဝင်ချင်းအတုံးပြူတဲ့စကားဝက်ရှိရမယ်ကွဘလို့စကားဝက်တုံးရင်ကောင်းမလဲဟုမင်းရာကြည်ဟန်မြင့်ကဟိဟော့ပေါ့ကွာဟာမကောင်းပါဘူးစီရော်နဲ့တို့ဟာမဟုတ်သေးဘူးစက်ချံပေါ့ထို့အချိန်၌တီတီဝေကလက်နှစ်ဖက်ကိုစက်တောင်မှခတ်တလို့ပြုတ်၍ကတော့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 ဟု က်လို့ဩပြလိုက်ရာအလုံးကဝိုင်းရကြတော့လဲအကောင်းဆုံးစကားဝတ်အဖြစ်လက်ခံလိုက်ကြသည်ဟုတ်ပြီဟိဒုကလက်ရဲ့စကားဝတ်ကကတော့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 နော်မှတ်ထားကြဟိကဲဒီနေ့တို့ရဲ့ပျော်ပျော်ရွှင်ရွှင်ကလက်ကိုပျော်ပျော်ရွှင်ရွှင်ဖွဲ့စည်းပြီးတဲ့ထိတ်မှန်အနေနဲ့ရေခဲမုံတွားစားကြအောင်ဟိသူတို့၆ယောက်ရေခဲမုံဆိုင်တို့ပျော်ပျော်ရွှင်ရွှင်ဖြင့်တက်ညီလက်ညီချီတက်တွားကြလေတော့တည်း နားထောင်ပေးခဲ့ကြတော့တူဦးတယောက်ချင်းစီအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။တာယာအီချန်တော်နေ့ရက်ကလေးများအားပိုင်ဆိုင်နိုင်ကြပါစေရှင်။